မင်္ဂလာပါရှင်မင်္ဂမီဒီယာတည်င်းစက်တင်ဘာ29 2025အခုပြန်ဆက်ရမည့်တည်င်းကတော့တရားဝင်မှုအသွေးရွေးကောက်ပွဲကိုမတမားတဲ့နိလန့်နဲ့အထုံးချလာပဲနိုင်နိုင်ဤပြဿနာကိုနိုင်နိုင်ဤအရာဖြေရှင်းတာအကောင်းဆုံးနိလန့်ဖြစ်ပေမဲ့လက်ရှိစစ်အုပ်စုဟာရွေးကောက်ပွဲကိုတရားဝင်မှုယာယီထွန်ပေါက်အဖြစ်မတမားတဲ့နိလန့်နဲ့အထုံးချနေလာဖြစ်တယ်လို့အာရခကြတော်အေအေရတမှုကျဘူဂျုံထွန်မြတ်နိုင်က ARI နဲ့တီးထန်အင်တာဗျူးမှာပြောပါတယ် ရွေးကောက်ပွဲအပေါ်အမြင့်အပါဝင်လက်ရှိသောငံဤတစ်စစ်ချုပ်ကာလကိုဘလို့ဖြတ်တန်းကြမလဲခေါင်းဆောင်တို့အဖြစ်တောင်းဆိုလိုက်ရင်ဘလို့ဆုံးဖြတ်မလဲဆိုတဲ့သဘောထားမှတ်ချက်တွေကို AR Editor ချုပ်အောင်စောနဲ့တီးတန်အင်တာဗျူးနှုံးဆုံးမိုက်မှာထည့်သွင်းပြောဆိုသွားပါတယ်ရှင်ဘွဲလို့မြင်ကြတယ်ပြောကြတယ်ဝေဖန်ကြတယ်ထောက်ပြကြတယ်မကြသေးခင်ကပဲတခြားတိုင်းသားအဖွဲ့တွေကတို့ရဲ့ပြည်နယ်တွေမှာရုပ်ကဘလုတ်ခွင့်မရှိဘူးဆိုတာမျိုးတွေပြောတယ်ဒီစက္ကမဘက်ကလည်းဟလာ ben မြို့နယ်တွေမှာပဲသူလုတ်မယ် phase 1ဘယ်လိုသွားမလဲဆိုတာမျိုးတွေပြောပါပြီအခုဒီဇင်ဘာလမှာပဲကျွန်တော်တို့ရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားတာကျွန်တော်တို့ပြည့်ရပါတယ်ဆိုတော့မကြသေးခင်မှာ AA ပြောရေးဆိုခွင့်ရှိသူအနေနဲ့ရခိုင်အပြည်မှာတော့ရွေးကောက်ပွဲလုပ်ခွင့်ပေးမှာမဟုတ်ဘူးလို့ trap ပြောတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဘိုးချုပ်တွင်းမြန်နိုင်ဘက်ဆက်ကနေပြောတယ်ကျွန်တော်တို့ကြားတယ်အနေထား position ဘယ်လိုရှိသလဲဘာတွေမျောလင့်ထားလဲဘာတွေမျောမှန်းထားလဲဘာတွေတွက်ဆထားလဲ တကယ်ဒီစီပတိပခနိုင်ငံရေးအကျက်တဲကိုနိမလက်မှန်ဖြစ်ရှာဖို့ဆိုရင်ဒါနိုင်ငံရေးလမ်းကြောင်းကအကောင်းဆုံးပါပဲသို့တော့ဒီလမ်းကြောင်းကိုရွေးဖို့အတွက်အခြေခံမူနဲ့လှုပ်ဆောင်တဲ့ပုံစံကတော့မှန်ကန်ဖို့လိုတာပေါ့အခြေခံမူဆိုတာကတော့တကက်ပြည်သူတွေအကုန်လုံးအတွက်တိုင်းပြည်အတွက်ဒီငြိမ်းချမ်းတဲ့နိုင်ငံရေးထပ်ပတ်ကိုကျွန်တော်ရှာမယ်လှုပ်တဲ့ဒီလှုပ်ဖို့အကောင့်ထဲပေါ်တဲ့အချိန်မှလည်းပဲတကက် ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုပါဝင်မှပြည်သူအများလက်ခံအောင်လုပ်မယ်ဆိုရင်ဒါကမှန်ကန်ပါတယ်။တိုးတော့ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုဘေးဖယ်ထားပြီးမှကိုကိုစိတ်ကြိုက်ပုံစံမျိုးချပြီးလုပ်တဲ့ဟာကြတော့သူ့ရဲ့ legitimacy အတွက်သူဒါမတမာသောနိလန့်နဲ့အဲဒီဒီထွက်ပေါက်ကိုအသုံးချတာပဲလို့ပြောလို့ရပါတယ် ကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုလုံးဝ reject လုပ်တယ်ဆိုပြီးမှပြောလိုက်ရင်ဒါကရန်သူမို့လို့အတိုက်ခံမို့လို့လုပ်တယ်ဆိုပြီးမှဖြစ်မှာသို့သောကျွန်တော်တို့ကဖြစ်တင်တာကဒီလိုဖြစ်တယ်ဖြစ်နေတာကဒီလိုဖြစ်တယ်ဒါကြောင့်ဒီဟာဟာမယုံကြည်အပ်ဘူးပေါ့အဲကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုခွင့်ပြုမှလားမပြုမှလားဆိုတာတကယ်ဆိုရင်မေးစရာလည်းမလိုဘူးဖြေစရာလည်းမလိုဘူးပေါ့ဘာဖြစ်လို့ဆိုတော့ तू လုံးလုံးမမရဘူးအဲ့လိုပဲပြောရပါနဲ့ ရွေးကောက်ပွဲ B လိုင်းနိုင်ငံရေးအခင်းချင်းသိသိဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေတချို့သုံးသက်တာရှိပါတယ်အဲသုံးသက်တာတွေအများစုကတော့အာလူဖုတ်တာတွေများပြီးတော့မားသွားကြတာများပါတယ်ဒီနေ့ဒီကာလမှာတကယ်တကယ်ပြန်ကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ကထိပ်ပိုင်းဗိုလ်ချုပ်တွေကဗိုလ်ချုပ်ကြီးမရောလိုက်ပါဝင်အတော်ကိုဒီခုချိန်ထိစိုးရိမ်နေတာကြောက်လန့်နေတာသူတို့ရဲ့အသက်အန္တရာယ်သူတို့မိသားစုတွေရဲ့အသက်အန္တရာယ်အတွက်အကြီးအကျယ်စိုးရိမ်နေရစေဖြစ်တယ်ဆိုတော့အမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့ဘေးပတ်ဝန်းကျင်နိုင်ငံတွေ တရုတ်နိုင်ငံအပေါင်းအရလည်းဒီရွေးကောက်ပွဲတည်တာ the only game in town ဆိုတဲ့ပုံစံမျိုးတွေစပြီးတော့ပြောလာတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲကိုတော့သူကမဖြစ်ဖြစ်အောင်လုပ်မှာပဲအဲသူရဲ့ trap ball တစ်ခုတည်းဖြစ်တယ်ဒါပေမဲ့ဒါကမြန်မာပြည်သူတွေပြည်သားတွေတက်တိုင်းသားပြည်သူပြည်သားတွေတက်တခြားနိုင်ငံရဲ့အဖွဲ့အစည်းတွေအတွက်တော်လိုင်းရဲ့အဖွဲ့အစည်းတွေအတွက်တော့ trap ball တစ်ခုတော့မဟုတ်ပါဘူး ဒီရွေးကောက်ပွဲကို the only in game လာပါလေခုနပြောတဲ့ဟာမျိုးပေါ့ the only game in town အဲ the only game in town ပေါ့အဲ့လိုမျိုးမြင်တဲ့အမြင်အဲ့လိုမျိုးမျက်မှန်ကိုတက်ပြီးမှကြည့်နေတဲ့လူတွေကမျက်မှန်စိမ့်ပေါ့အဲ့ပေါ့ပေါ့မျက်မှန်စိမ့်တက်ပြီးကြည့်နေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော့ကျွန်တော်တို့စောစောပြောခဲ့လို့ပဲတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်သူလူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာပြအသက်80ကျော်နေတဲ့ဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့ သဘောကသူ့ရဲ့ဟိုလှုပ်ပေးတင်တဲ့လူကိုလှုပ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တော့မှလူအမြင်မှာတင့်နေတဲ့ဟာတွေသူလှုပ်တင်ပါတယ်အဲပြီးမှဟို NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy religion ဘောနော်အာဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတပိုင်းပဲလေဒါတော့ဒါတပိုင်းဥတော် နိုင်ငံရဲ့အကျိုးအတွက်ဒါအရှိတရားကိုလုတ်တင်တဲ့ဟာကိုလုတ်မယ်ဆိုရင်ကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုတ်တင်တဲ့ဟာကိုလုတ်ရမှာပဲဆိုတော့ဒါဟာဒီကောင် तू မလုတ်နိုင်ဘဲနဲ့ဘယ်လိုလုတ်ပြီးမှဒီဟာကိုလူထုယုံကြည်မှုနဲ့ဒီလူအများရဲ့အတိမတ်ပြမှုကို तू ရနိုင်မယ်အကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကိုလောင်းရမှာပေါ့ဗျာနော်ဟုတ်ကျွန်တော်နားလဲတာကတော့ဘိုလ်ချုပ်ကြီးမင်းအောင်လည်းကတော့ coward ပေါ့ သူကတော့တဲဘောကြောင့်လူပြောက်လို့တဲဘောကြောင့်လူပြောက်လို့အများစုကသူတို့တက်ထဲမှာဟောဆာတတ်မှတ်ထားသူတယောက်ပါရေချင်းရေချင်းတော်တော်စင်းရန်နွမ်းပါတဲ့သူတယောက်ပေါ့နော်အဲ့ဒါအဲ့ဒါတော့ကျွန်တော်ကဒီဖြစ်ပြီးပြောတာပါဖြစ်ပြီးတော့ပြောတာပါကျွန်တော်ရဲ့မေကွန်းထဲမှာပေါ့နော်ဆိုတော့ခုနကျွန်တော်တို့ပထမဆွေးနွေးခဲ့တဲ့ပြောခဲ့တဲ့မြန်မာအတိုင်းအခံတွေကဘာလို့မငညွတ်နိုင်တာလဲဘာလို့မငညွတ်မစည်းလုံးနိုင်ရတာလဲဘာကြောင့်စစ်တပ်အစိုးရစစ်တပ်စစ်ကောင်စီစကားမအပြင် alternative တခုဘာလို့မပြနိုင်ညာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်ပြီးခေါ်သွားခြင်း ਨੇ ကျွန်တော်လည်းစောစောထောက်ပြခဲ့သလိုမျိုးဗမာတွေကဥဆောင်ပြီးမှတိုင်းရင်းသားတခုတိုင်းရင်းသားအကုန်လုံးပါအောင်ပြည်ထောင်စုမှုဆွဲမယ်ဆိုရင်ဒီဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုဥဖို့လဲလိုတယ်ပြီးမှတိုင်းရင်းသားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှ တွေးတယ်လုတ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့ကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါကဒီဒီကိစ္စကိုလုတ်မယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက်တိုင်းရင်သားကောင်းဆောင်ချင်းချင်းကြမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ်။ဘာဖြစ်လို့လဲဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်။တကယ်က ဒီဟာတွေကို တွေးခေါ်မြင်မြော်နိုင်တဲ့လူတွေကပွင့်ပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ပြည်ထောင်စုကိုလုပ်မယ်ဒီဟာဒီလိုတိဆောက်ရမယ်ဆိုရင်အာနည်းနည်းမျော်လင့်ချက်ရှိတယ်အဲသူဒီမှာလဲဒါဒီဟာတွေကိုဆက်ပြီးပြောတော့အရင်ရှည်တော့တယ်နောက်တစ်ခါပဲပြောကြတော့ဥပမာရခိုင်တွေကဘာလို့ဒီပြည်ထောင်စုမှုဆွဲတာမပါတာလဲဆိုတော့မေးခွန်းတွေမေးရင်ကျွန်တော်တို့ခင်ပို့ပြီးရှည်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လည်းဒီကိစ္စကိုတစ်ချိန်ချိန်တော့ပြောလာမှာပဲ အဲဆိုတော့ဒီညီညွတ်မှုတည်ဆောက်ဖို့ဆိုရင်အဲတကယ်ကျွန်တော်တို့ဘက်မှာအကုန်လုံးစုပြီးစူးစမ်းဖို့လိုနေပါသေးတယ်ပမာပေါ့နော်ဒါပေမဲ့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်ဟဲ့လားဒီပမာလူမျိုးတွေတဲ့မှာပြည်တွင်းမှာပြပမှာရောဟဲ့လားဒီတိုင်းသားကောင်းဆောင်တိုင်းသားတုံလိုင်းကောင်းဆောင်လက်နက်ကင်တိုက်နေတဲ့သူတွေကိုလေလေးစားကြတာ မျောလင်းကြတာတွေရှိပါတယ်အဲ့ဒါမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါပါတယ်ဒါအတန်ကြာရှိစရာမလိုပါဘူးအဲ့တော့ကျွန်တော်တောင်နဲ့မေကွန်းမေးနေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့သတင်းစာဆရာတွေသတင်းတောက်တွေမေးတဲ့မေကွန်းတစ်ခုရှိတယ်အဲ့ဒီမေကွန်းကတော့တို့တွေအားလုံးကိုစားကျွန်တော်မေးပေးတာပေါ့နော်အဲ့ဒါပါလဲဆိုတော့အခုတော်လိုင်းရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘိုးချုပ်ထွန်းမြတ်နိုင် ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြားတည်င်း community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပေးတာပါဟုတ်ကဲ့ကျွန်တော်ရဲ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါဒါအရခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှ ခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့အဖြစ်ဖြစ်နဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့အဲကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှအင်းနေရှင်းနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာ ာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါမှမဟုတ်ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဘာတွေလုပ်ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာပြင်ဆင်စရာ အများကြီးလိုသေးတယ် ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်ဆွန်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုအမ်နည်းနည်းမှဟိုမဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူးသို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်သင့်ဖြစ်သလားဒါမှမဟုတ်ရင်ဘာတွေကိုလိုမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဘက်ကစဉ်းစားစရာတော့ရှိပါသေးတယ်ကျေးဇူးတင်ပါတယ်ဗျုတ်ထွက်မြတ်နိုင်အဲ့တော့စစ်တိုက်နေတဲ့အချိန် ယုံခံနေရတဲ့အချိန်စင်ကုန်မှုတွေထောင်နဲ့တောင်းနဲ့ရှိနေတဲ့အချိန်အကုန်သိခါနဲ့ရပိုင်ခွင့်တွေကိုပြန်ပြီးတော့တိုက်ယူနေရတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာ optimism နဲ့ the hope အကောင်းမြင်စိတ်နဲ့မျှော်လင့်ချက်ကိုနေ့စဉ်ဘလို့ကိုနဲ့မကွာထားဖို့စ조사ရလဲအားလုံး share ပေးပါဦး ဟုတ်ကဲ့ဒီစစ်ပွဲဆိုတာကပုံနိုင်တဲ့အချိန်ရှိတယ်နာတဲ့အချိန်လည်းရှိတာပဲနာတဲ့အချိန်တွေမှာကျွန်တော်တခြားဒီမြန်မာပြည်အလဲပိုင်းကဟိုစိတ်ပိုင်းဆိုင်ရာပေါ့တက်လွယ်ကြလွယ်ဟာဥမာစကစကမတွေကဥထောင်လာပြီတန်တမန်ရဲ့အတိမဲ့ပြုလိုက်ပြီးရွေးကောက်ပွဲပြီးရင် तू ကဘာဖြစ်တော့ရောမယ်ဆိုတဲ့ဟာမျိုးစိတ်ပူနေကြတာကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့ဖက်မှာကြတော့ ဒီစစ်ပွဲကြီးအတွက်ပေါ့လေတိုက်ပွဲပေါင်းများစွာတိုက်တဲ့ချိန်မှာကိုနာတာလည်းရှိတယ်နိုင်တာလည်းရှိတယ်နာတိုင်းလည်းကိုကရက်နာတော်လို့ရတာမဟုတ်ဘူးကိုရဲ့ရေမဲချက်ကိုမရရအောင်တိုက်ရမှာပဲတပွဲနာတော့တယ်နှစ်ပွဲနာတယ်ဆိုပေမဲ့ဒီဟာတွေကိုတင်ခန့်စာထုတ်ပြီးမှကိုကဒီဟာတွေနောက်ထပ်မမအောင်လုတ်เสียရှိတာကိုလုံရမယ်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ကတောက်လျှောက်ဒီစိတ်ထဲမှာရှိပြီးသားကျွန်တော်တို့ရဲဘော်တွေရောတပ်မှုတွေရောဒီမြန်မာပြည်တပြည်လုံးက ဒီတိုင်းရင်းသားလူမျိုးပေါင်းစုံပေါ့ဗမာအပါဝင်တော်လန်ရေးအင်အားစုတွေအနေနဲ့လည်းဒီစစ်ပွဲမှာရှေ့ပိုင်းပေါ့ဒီ2025ဒီဒီကနေရှေ့ပိုင်းမှာကိုအသာစီးရနေတာပဲရန်သူဘက်ပေါင်းစုံကိုဝိုင်းပြီးမှဒီဒီအချင်းကျက်ထဲရောက်နေတဲ့စကားမတော်မှသူသူအကောင်းဆုံးကြိုးစားတာပဲဒါကြောင့်သူခဏတစ်ဖြုတ်အသာစီးရတဲ့ဟာကိုကိုကစိတ်ထဲကြားเสียအကြောင်းမရှိဘူး သူတောင်ဒီလောက်ခံနိုင်ရင်သူ့ကိုအနိုင်ရဖို့ဆိုရင်ဒီထက်ခံနိုင်အောင်ကိုကအာဒါတွေးခေါ်ရမယ်ကြိုးစားရမယ်ဒါကအဆုံးမဟုတ်ဘူးသူ့ကိုအတိမတ်ပြုမှုရတယ်ဆိုမယ်ကျွန်တော်စောစောပြောခဲ့သလိုပဲသူကစားနေတဲ့ဖဲကိုကိုလက်ထက်ရအောင်လုပ်ရမယ်လေကျွန်တော်တို့ကြိုးစားစရာတွေအများကြီးရှိတယ်စိတ်ဆက်ကြစရာအကြောင်းပါမှမရှိပါဘူးဘကြုံတို့မျက်နှာအခုနိုင်ငံကအခင်းချင်း international system ကလည်းအာပျက်စီးနေတယ် the war order ကလည်းပြောင်းနေတဲ့ကာလပေါ့နော် အာဆိုတော့ဒါတပိုင်းခက်ခဲတဲ့အနေအထားတစ်ခုကိုဒီကဘာလုံးဖြတ်တန်းနေရလို့လည်းပြောလို့ရပါတယ်အဲ့ဒီအချိန်မှာဒီမှာပြည်သူပြည်သားတွေကလည်းလွန်ခဲ့တဲ့၄၅၀နှစ်ကစပြီးတော့ပို့ပြီးတော့ကြီးမားခက်ခဲတဲ့စိန်ခေါ်မှုတွေကြက်တဲမှုတွေဒီခိုင်ပြည်သူပြည်သားတွေပါဝင်ပေါ့နော်ဖြတ်တန်းနေကြတဲ့အချိန်တစ်ခုဖြစ်ပါတယ်သူတို့တွေကိုပြောချင်တဲ့ message ကဘာလဲပေါ့ အဲ့ဒါကိုကျွန်တော်သိကျင်တယ်နောက်တစ်ခုကတော့ပြောကျင်တာကတော့စစ်ကောင်စီပဲခေါ်ခေါ်စကားမှာပဲခေါ်ခေါ်သူတို့ကလူလူထောက်ခံမှုမရှိတဲ့လက်နက်ကန်ရန်ကားနေတဲ့စစ်တပ်အုပ်စုတစ်ခုပဲဖြစ်တဲ့အတွက်ကြောင့်သူတို့နိုင်သွားမယ်လို့လဲကျွန်တော်ကိုယ်တိုင်ကမထင်ပါဘူးအဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နဲ့ပြောကျင်တဲ့ message ကပါလဲရခိုင်ပြည်သူတွေရောမြန်မာပြည်သူပြည်သားတွေရောတအားပြင်တချို့အိပ်ပျော်နေတဲ့ international community ဆိုတာနဲ့မြန်မာအရေးစောင့်ကြည့်တဲ့သူတွေရော UN အဖွဲ့အစည်းတွေရောအလုံးမလုပ်တဲ့သူတွေရောအလုံးလုပ်နေတဲ့သူတွေရောဘာပြောချင်လဲမသိဘူးအခုလိုမျိုးစကားမတွေကိုအပတ်ဝန်းကျင်နိုင်ငံတွေကအတိမတ်ပြုတ်တယ်နိပညာတခြားသောအခုညီတွေကိုပေးလာတယ်ဆိုတော့သူကတော့ခေါင်းထောင်လာမှာပဲသူခေါင်းထောင်လာတော့ရလက်တွေက ပို့ပြီးမှတွေးထက်တိုင်ယူများတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာမယ်။သူ့အနေနဲ့ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူး။သူတော့ဒီအတိမတ်ပြမှုနဲ့သူ့ကိုသူ့ဖက်ကလောင်းလိုက်တဲ့အကူအညီတွေကြောင့်ဒီပဒီပခမိတော့ကပို့ပြီးမှကြီးလာမယ်။ပြည်သူလူထုရဲ့ဒေရှင်ပြည့်စုံမှုလည်းပိုများလာမယ်။ဒါကြောင့်ကျွန်တော်တို့ဟာတချို့ကိစ္စတွေကိုအရန်ဟိုဖွင့်ပြီးပြောတာထက် အခု ဒီဒီဖြစ်ပေါ်လာတဲ့ဒီ development တွေအတွက်ပေါ့နော်အလိမ်မာရှိရှိနဲ့နီလန်တစ်ခုတော့ရှာရမယ်ပြီးမှသူ့ဟာကိုဘယ်လို counter လုပ်မလဲဆိုတဲ့ဟာမျိုးကိုဒီအခုအခြေအနေနဲ့ kait နေတဲ့ဆုံးဖြတ်တစ်ခုချမှမြန်မြန်တော့လုပ်ဖို့လိုတယ်ကျွန်တော်ရဲ့သဘောကတော့ကိစ္စအတိုင်းကိုပြောတဲ့တလောက်ပဲပြောပြီးမှလုပ်စရာရှိတာကိုပို့ထီအောင်လုပ်ရမယ်ဆိုတော့စီလုံးမှုအရာရောစူးစမ်းအထောက်မှုအရာရောကျွန်တော်တို့ကပို့ပြီးမှအားဆိုင်ရမယ် ပြည်သူတွေပင်ပန်းနေပြီဆိုတဲ့စကားလုံးတွေကိုလျှောက်ပြောတာလေတော်လည်းအတိုင်းပင်ပန်းတာပဲသူများနိုင်ငံမှာလည်းပေးဆက်ပြီးမှတိုက်ကြတာပဲလေးနှစ်ဆိုတဲ့ဟာကာလကတော်လည်းတစ်ခုမှအရန်ရှည်တယ်လို့တော့ပြောလို့မရဘူးကိုယ်နိုင်ငံရဲ့ဖြစ်တည်မှုနဲ့တဘာဝအလျောက်ကဒီလိုမျိုးဖြစ်လာတော့လေရှစ်ဆက်ပြီးမှသူများနိုင်ငံကိုအားကိုးလို့မရရင်ကိုယ်အချင်းချင်းမိခိုးပြီးမှဒီခီးကိုဆက်ကြတာပေါ့ဟိုမှစကားမှာအခုလက်တလောအောင်ပွဲတယ်နဲ့သူအခိုက်အတန့်ထိထိနိုင်ရင်တောင်မှတော်လည်းဆိုတော့ပြန်ပေါ်လာမှာပဲ စစ်အာဏာရှင်စနစ်ရှိနေသေးတော်လန်ရေးကရှိနေမှာပဲဒါကြောင့်ဒီဒီအခုရှိနေတဲ့ဒီတော်လန်ရေးလမ်းကြောင်းကနေပို့ပြီးမှအရင်ဆိုရင်ပေါ်ပေါ်ရောမှုတွေရှိတယ်ပေါ်စားမှုတွေရှိတယ်မလိမ္မာမှုတွေရှိတယ်အဲ့ဒီယူပေါက်တွေကိုပိတ်ပြီးမှထိရောက်တဲ့တိုက်ပွဲတံတန်းနဲ့ခီးဆက်ဖို့ပဲရှိတယ်လို့ကျွန်တော်ပြောလိုပါတယ်ဘိုးကျော်တို့မြန်နိုင်အခုလိုဖြေချပေးလို့ကျေးဇူးများတင်ပါတယ်ကျေးဇူးပါဘုန်းတော်ကျေးဇူးပါ